အားလုံးပဲမင်္ဂလာပါရှင်။ရှင်နုတ်အန်တာတိန်မန့် channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးနေရာတွေများကြီးရှိတဲ့အထက်မှာဆဲမက်နဲ့တက်ဖွဲ့ရာကောင်းလို့နဲ့အလှပတွေနဲ့ပြည့်နှက်နေတဲ့နေရာတွေများစွာရှိပါတယ်။ဒီနေ့မှာတော့အဲ့ဒီနေရာတွေထဲကတချို့ရဲ့အကြောင်းကိုရွေးချယ်ဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ တဲ့ Ecuador နိုင်ငံမှာရှိတဲ့ Galapagos ကျွန်း Galapagos ကျွန်းကတော့ကမ္ဘာပေါ်မှာအခြားဘယ်နေရာမှာမှမရှိနိုင်တဲ့ထူးထူးဆန်းဆန်းတရဝမျိုးစိတ်တွေရှင်သန်နေထိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် Ecuador နိုင်ငံရဲ့ပိုင်နက်ထဲမှာရှိတဲ့ Galapagos ကျွန်းဟာ Ecuador ပြည်ပကြီးရဲ့နောက်ဖက်မိုင်600လောက်ဝေးတဲ့ပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်လူသူအယောက်ပေါက်နေပြီး မိတောင်ရှင်တွေလဲပေါ်တဲ့ကလာပါကုကျွန်းဟာ UNESCO ရဲ့တဘာဝဆင့်ကဲဖြစ်စဉ်များရဲ့ပြတိုက်အဖြစ်သတ်မှတ်ခံရပါတယ်။နံပါတ်2ဗီယက်နမ်နိုင်ငံရဲ့အန်ဆွန်ဒူးလိုင်ကူဗီယက်နမ်နိုင်ငံမြို့သားဥယျာဉ်မှာရှိတဲ့ဟန်ဆွန်ဒွန်းလိုင်ကူကတော့ကမ္ဘာပေါ်မှာအကြီးမားဆုံးလိုင်ကူကြီးပဲဖြစ်ပါတယ်။ ဒီနိုင်ငံကြီးကို1990မတိုင်ခင်အထိရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။အများပြည်သူလေးလာနိုင်ဖို့ခွင့်နှစ်ပေးခဲ့တာကတော့2023ခုနှစ်မှဖြစ်ပါတယ်။ဒီနိုင်ငံကြီးထဲမှာတော့သူ့ရဲ့ကိုယ်ပိုင်ရာသီဥထုစနစ်ရှိပြီးတိမ်တွေတောင်နိုင်ငံထဲမှာရှိပါတယ်။နောက်ပိုင်း Golden 949လေးရင်တစည်းအလွယ်တကူဖြတ်တန်းပေါင်းနဲ့တွေ့ရတဲ့အထိတောင်ကြီးမားကျယ်ပြန့်ပါတယ်။ နံပါတ်3ဟာဝိုင်အီရှိနာပါလီကမ်းရိုးတန်းဟာဝိုင်အီကျွန်းစုတွေထဲကခရိုင်းရီကျွန်းမှရှိတဲ့နာပါလီကမ်းရိုးတန်းကတော့အတော်လေးကို ရင်သက်ရှုမောပွဲရာမြင်ကွင်းတွေနဲ့အေဂျင်လှတဲ့နေရာလေးဖြစ်ပါတယ်။အရှေ့18မိုင်အထိရှည်လျားတဲ့ဒီကမ်းရိုးတန်းရဲ့အလှဟာမြင်တွေ့သူတိုင်းကိုစွပြန့်ကြည်နူးသွားစေပြီးငြင်းငြင်းပြည့်ရှင်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ နံပါတ်၄မော်တိုင်းမှာရှိတဲ့ကျပင်လေအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့မော်တိုင်းနိုင်ငံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ဘာလူကျွန်းရဲ့ကမ်းခြေကတော့မှော်ဆန်တဲ့သဘာဝရိုးတစ်ခု ရှိနေတဲ့နေရာဖြစ်ပါတယ်။အလွန်သိငယ်တဲ့ဒိုင်နိုဖလက်ဂျလက်လို့အမည်ရတဲ့ဇီဝသက်ရှိမီဒီယံပေါင်းများစွာကြောင့်ရေတွေကအခုလိုဖြစ်နေတာလည်းဖြစ်ပါတယ်။သူတို့ကတော့ရေထဲကပိုဆုံးကျူတွေလို့ဆိုကြပြီးဒီနေရာကိုလည်းကျယ်ပင်လေ Sea of Star လို့ တင်စားဖို့ကြပါတယ်။နံပါတ်5ဩစတြေးလျမှာရှိတဲ့ဟီလာရေကန်ကမ္ဘာပေါ်မှာစိတ်ဝင်စားဖို့အကောင်းဆုံးရေပြင်တွေထဲမှာတော့ဩစတြေးလျနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ဟီလာရေကန်ကလည်းတခုအပါဝင်ဖြစ်ပါတယ်။ထူးခြားတဲ့ရေနေစည်းဝါးသက်ရှိတွေကြောင့်ရေကန်ကပန်းရောင်ဖြစ်နေပြီးဝေရင်ကကြီးမယ်ဆိုရင်နဘေးမှာရှိတဲ့ အပြာရောင်တောက်တောက်စီဘေးသမုဒ္ဒရာကြီးနဲ့အလှချင်းပြိုင်နေသလားထင်မှတ်ရပါတယ်။ရေတွေကပန်းရောင်ဖြစ်နေပေမဲ့ရေကူးချင်းတွေအတွက်တော့စိတ်တောက်အန္တရာယ်တစ်စုံတရာမဖြစ်ပါဘူး။နံပါတ်6ယူကရိန်းမှာရှိတဲ့အခြေဥမင်အခြေဥမင်ဆိုတာကတော့ယူကရိန်းနိုင်ငံမှာရှိတဲ့ရထားလမ်းတစ်ခုကိုတင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ဒီရထားလမ်းဟာအရှိ3မိုင်လောက်ရှည်ရပြီး ဘေးပပတ်လက်မှာတစ်ပင်တွေကတဘာဝအတိုင်းဥမင်တံဖြစ်တည်နေတာဖြစ်ပါတယ်။ရာသီ၄မျိုးစလုံးမှာမတွင်ညီတဲ့အလှတွေကိုမြင်တွေ့နိုင်တဲ့ဒီဥမင်တဲကိုဇုံတွဲတွေအနေဖြင့်ဖက်တန်းတဲ့အခါသူတို့ရဲ့ဆန္ဒတွေကအမှန်တကယ်ပြေဝလာနိုင်မယ်လို့တဏှာကြီးတွေရှိပါတယ်။နံပါတ်9မြန်မာနိုင်ငံရှိပုဂံဖျားများ မြန်မာနိုင်ငံမှာတည်ရှိတဲ့ရှေးဟောင်မျိုးတော်တစ်ခုဖြစ်ပြီးတမိုင်းဝင်စီဒီပထုနဲ့စာအုံထောင်ပေါင်းများစွာရှိပါတယ်။ဗကမာရှိရဲ့နေရာတချို့ကတော့ဆယ်စုနှစ်၅ခုကြာလောက်အထိပိတ်ထားခဲ့ပြီး2012ခုနှစ်အရောက်မှသာပြန်လည်ဖွင့်လှစ်ခဲ့ပြီးနိုင်ငံခြားခီးသွားတွေကိုလေးလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဗကံရဲ့နေဝေချိန်အလှဟာကဘာကျော်ပြီးနိုင်ငံခြားခီးသွားတွေကတော့မိဘုံပြန်နဲ့ ဝေးရင်ထက်ကနေထောင်ပေါင်းများစွာသောရှင်းအောင်အဆောက်ဦးတွေကို ကြည့်ရှုရနှစ်သက်ကြပါတယ်ဗီဒီယိုလေးကိုအားလုံးကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပေးကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်